ဒါကတော့ကျွန်တော်ပထမဦးဆုံးအိမ်ကိုစားရောက်တာနဲ့အိမ်မှာဘာတွေဖြစ်နေလဲဘာတွေပြက်နေလဲဆိုတော့ဟိုကျွန်တော်လိုက်ပြီးတော့အဲကြည့်ရှုနေတာမျိုးဖြစ်ပါတယ်ခင်ဗျအလကားချောက်ပြောနေတာပါအနောက်မှာကျွန်တော်တို့ဒီကျွန်တော်တို့အိမ်နောက်မှာ တောင်ရင်းရှိနေပါတော့အဲ့ဒီတောင်ကຫນွယ်တွေကအိမ်ဘက်ကိုကြားရောက်လာတာဖြစ်တဲ့အတွက်အာဒီကျွန်တော်တို့မွေပါကင်းပါပေါ့နော်အဲ့ဒါကြီး အဲအိမ်လေးဝင်လာမှကြောက်လို့ကျွန်တော်အဲအိမ်အိမ်နောက်ကမြက်ပင်တွေပေါင်းနေအပင်တွေကိုအားလုံးကျွန်တော်အဲလိုက်ပြီးတော့ရှင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာမနှုတ်ဆိုမိုးရသည်ဆိုရင်ပေါ့နော်မိုးရသည်ဆိုရင်အဲ့ဒီမှာကြာလာတဲ့ຫນွေတွေအကုန်လုံးအိမ်ထဲဝင်လို့နှီးပါတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အကုန်လုံးလိုက်ပြီးတော့ရှင်းနေတာပါအခု ပြနေတဲ့အပင်လေးကတော့ဂွေးပင်ဖြစ်ပါတယ်ခင်ဗျဂွေးသီးကလည်းတီးတာတီးတာဆိုတော့အပင်ကကျွန်တော်ခါးဆောင်းလောက်ပဲရှိတယ်ဒါပေမဲ့တီးတဲ့အတီးကတော့အရင်ကပြုတ်ခဲပြီးတော့စားလို့လည်းအရင်ကောင်းတဲ့အတီးလေးပဲဖြစ်ပါတယ်ခင်ဗျ အဲ့ဒီတောင်ပေါ်မှာကျွန်တော်တို့တွေအပင်တွေပါရေးလဲစိုက်ရင်စိုက်လို့ရတယ်ဆိုတဲ့အနေအထားလေးလည်းရှိတယ်ဒါကြောင့်မို့ကျွန်တော်ကလောလောဆယ်တော့မအားသေးဘူးနော်မအားသေးတော့အားတဲ့ဟာလေးပဲလိုက်ပြီးတော့လုပ်နေတာပါအားတာနဲ့ကျွန်တော်အဲ့ဒီတောင်ပေါ်မှာတက်ပြီးတော့ကျွန်တော်အပင်တွေစိုက်ပြန်ပေါ့နော်ဥပမာရှမ်ပေါင်းပင်တို့ယုံမဏိပင်တို့ အဲအလွယ်လေးတကူစားလို့ရတဲ့အပင်လေးပေါ့နော်ဥပမာကျွန်တော်တို့မေဥတိပင်တို့ပါတယ်ပေါ့ဒီမှာတင်မောပင်လေးလည်းဆိုင်ထားတယ်အာမီးကကျွန်တော်တောက်မီဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာပင်လဲဆိုင်ဆိုင်ကျွန်တော်ရှင်းနေတာပဲတော်တော်လေးကိုကောင်းနေတဲ့မြေသားတွေဖြစ်တဲ့အတွက်တော်တော်လေးကိုလည်းအဆင်ပြေပါတယ်ခင်ဗျာ ဒါကြောင့်မို့တော်တော်လေးကိုအဆင်ပြေတဲ့နေရာလေးကိုရတာတဲ့အတွက်ကိုကိုလည်းဝမ်းသာမိတယ်။ဒါပေမဲ့ဟိုစိုးတာအဲ့ဒီအပင်တွေကမိုးတွင်းဆိုရင်အရောက်မှထူပိမ့်ပြီးတော့သွားလာတာလည်းအဆင်မပြေဘူးခေါ့နော်။အဲ့ဒါကြောင့်မို့အဲ့ဒီပေါင်းပင်လေးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖြစ်အောင်ကျွန်တော်တို့တလားကိုတစ်ခါလောက်ကိုတော့ကျွန်တော်လှုပ်ပေးရတယ်ဗျ။မလှုပ်ပေးဘူးဆိုရင်တော့ရှုံနေနယ်လေးဖြစ်ပြီးတော့အရောက်မှကြောက်စရာကောင်းတဲ့အိမ်တော်ဝေးတော်ဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်အဲ အပွားနေပြီးတော့ကျွန်တော်တို့အဲ့ဒီတောင်ဝါနေတက်ကျင်ကျွန်တော်စစ်တောင်းတရားယူလဲတွေ့ရမယ်ကျွန်တော်တို့ရေစစ်တောင်းမြကြီးကိုလဲတွေ့ရမယ်အရောက်မှခခဏနာနဲ့ထထဝဝနဲ့လဲတွေ့ရတယ်အရောက်မှလဲလှပတယ်ဗောနောကျွန်တော်တို့အိမ်ဆက်လက်ပွားနေပြီးတော့တက်ကြည့်မယ်ဆိုရင်လည်းအရောက်မှလဲလှပတဲ့အနေအထားတစ်ခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျအရောက်မှလဲလှတယ် channel လို့အပိသွားကြပါဦး